အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ story world channel လေးကနေပြန် ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဆရာကြီးပီမိုးနေရဲ့ယောက်ျားအမှန်ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်အားလုံးပဲနားတော်တာဆင်ပြေးကြပါခင်ဗျာဘာထုံးဒီကြံရမရဖြစ်၍နေလေဤစေနာဤခန့်အချိန်မို့လာလဲမရှိလမ်းမှာမဲမောင်၍နေလေဤမော်တော်ကားမှာဘလူမလှုပ်၍မရချော့လို့လည်းမရကျန်းလို့လည်းမလှုပ် အတင်းဇွဲလုံး၍နေပြီလီအခြားမော်တော်ကအသွာလာတို့ကိုမျှော်တော်လဲရက်ရံခေါ်ရွေးမရတဟုန်နဲ့သွားတော့ဘတ်စကားကြီးဒစည်းမှအပါတခြားဘယ်ကားမှပေါ်မလားအင်းစိန်နဲ့မော်ဘီဇက်ကြားမှာလမ်း၌ဇွဲလုံးနေတော့ကားပေါ်တွင်အိပ်ရတော့မလို့ဖြစ်နေ၏နောက်ဆုံးစိတ်ကိုလုံးလုံးကြီးလျှော့ပြီးအနီးအနားကိုကြည့်လိုက်ရာမဲမောင်သောခြံတစ်ခုအတွင်မှမိအောင်ကလေးကိုမြင်ရသဖြင့်ဘာထွန်းဝင်၍သွားမိ၏တင်းငယ်သောအင်္ဂလီအနီးသို့ရောက်သောအခါ ခွေးကြီးသားမခင်ဗျာခုဘာထုံးអော်လေလျင်အိမ်အောက်ထက်မှဆွဲမိအိမ်ကိုကိုင်လျက်ဘသူလဲခွေးတော်မရှိပါဘူးခုပြော၍ထွက်လာသူသည်ဆွဲမိအိမ်ကိုမြှောက်၍ဘာထုံးကိုကြည့်လေ၏ဆွဲမိအိမ်မီးအောင်တွင်အလွန်လှသောမျက်နာကလေးကိုဘာထုံးမြင်ရလေလျင်ဘာထုံး၏ရင်ထဲ၌ဘာလူလူဖြစ်သွားလေ၏ဘာထုံးသည်အံအားသင့်ပြီးမနီးမဝေး၌ရက်ကာပြိဘက်ကကားနဲ့လာတာအခုကားပြတ်နေတာနဲ့ဝင်လာတာပဲဘယ်နဲ့လောက်ရမလဲမသိဘူး ီနားမှာလည်းဒီအိမ်တစ်ခုတွေ့တာပဲရှင့်ကဘာမှထားခဲ့တယ်လေတယောက်ထဲလားတယောက်ထဲပါပဲဒီညတော့ခွာကြနေတာပဲမိမပြူသည်တစ်စက္ကန့်မြောက်ဆိုင်းပြီဒီလိုဖြင့်ဘယ်နဲ့လုံမလဲမကြံတတ်အောင်ရှိတာပဲဒီညဒီမှာတဲခုလို့ရရင်ဖြင့်ဂျေဇူးအင်မတန်တင်ပါပဲမိမပြူသည်တဖန်စဉ်းစားပြီးဒီလိုဖြင့်ကျမဟိုရင်း ကျမယောက်ျားကိုသွားပြီးမေးလိုက်အောင်မယ်ခုပြောပြီးအိမ်ပေါ်သို့တက်၍သွားလေ၏အင်္ဂလိပ်မှာလူတစ်ယောက်သာမြင်သောဇလီသက်အိမ်မက်ကလေးနဲ့တူလေ၏အတန်ကြာလျင်ဆင်းရွေလာပြီးကျမဟိုတဲ့ယောက်ျားကတဲကိုနိုင်ပါတယ်လို့ပြောတယ်ဒါထက်ရှင့်ကားဘယ်နဲ့လုံးမလဲကားကတော့ဩစတင်ကားလီပါတွန်းယူရင်ရပါတယ်ဘယ်မှာလဲ ဟုပြောပြီးမိမပြူသည်ထွက်၍လာလိမ့်၏။ဘာထုံးသည်မိမပြူ၏ဖော်ရွှေပွင့်ကိုမြင်ရသဖြင့်အာတက်ခာ၎င်း၏လက်ကမိအိမ်ကို တောင်းယူပြီးကားရှိရာသို့သွားလျာမိမပြူလိုက်ပါ၏သွားလိမ့်၏။ဘာထုံးကအားနာကြောင်းမိမိဒုက္ခလာ၍ပြီးကြောင်းပြောလိမ့်၏။မိမပြူကကိစ္စမရှိပါဘူး။ကျမယောက်ျားကလူမမတချပါတာကိုင်းနေလို့မထနိုင်ဘူး။လူမဟုတ်ရင်သူလာပြီးကူညီပါရဲ့။ဟုပြောလိမ့်၏။မကြမီဘာထုံးသည် ကားကိုတွန်း၍လာလေ၏။မဲမပြူကလမ်းပြလေ၏။အိမ်သို့ရောက်သောအခါရှင်စားတောက်ပြီပလား။ရန်ကုန်ရောက်မှစားမယ်လို့အောင်းမိပြီးဘာမှယူမလာခဲ့မိဘူး။ဒီလိုဖြစ်ရင်အခက်သင့်မယ်။ဧည့်သည်များလာမယ်ဆိုလို့ချက်ပြုတ်ထားတယ်။လာလဲမလာကြဘူး။ထိုင်မထိုင်မ။ခုပြောပြီး ကုတ်ပြစ်ကို ပြလေ၏။မိအိမ်ကို ကုတ်ပြစ်ပေါ်၌ထားခဲ့ပြီး ိမ်မပြိုသည်ပေါ်ပါလင်မှန်သောတမင်မာလေးပမာလုံးပြည့်သောငရဲ့ကိုလုံးလေးနှင့်အိမ်ပေါ်သို့တက်သွားလေ၏မကြမီကိုပြစ်ပေါ်၌စားစရာတွေပြင်ပြီးဖြစ်လေ၏ဘာထုံးသည်ချက်ပြုတ်ထားသည်ဆိုသောအစားစာတို့ကိုမြင်သောအခါအံ့ဩတွေးတော်၏နေလေ၏မိမပြူမှာအသက်20ကျော်ခန့်ရှိ၍တောသူမနှင့်မတူလွန်စွာတားနာသည်မှာတာလွန်အံ့ဩပွေဖြစ်၍နေလေ၏အစားစာများမှာ ပေါင်းမုံနှင့်ဘူးရဲကထွက်သောအသား ဝတ်ဦးကြောင်းငါတစ်တာစော့ပလင်းဇုံခင်းစသည်များဖြစ်ကြလေ၏ဘာထွန်းသည်မင်းများချင်းမပြုတ်ပဲမင်းမပြူကိုဂျေစုတင်သောအမူအရာနဲ့မကြမကြချီရင်စားတော့လေ၏မင်းမပြူသည်ကအပားမှာပင်ထိုင်လျက်စားပါအာမနာပါနဲ့စားတာတောက်တာဟာဆက်เสียရမဟုတ်ပါဘူးမဆက်တတ်ပါဘူးကျုပ်စားပြီဆိုရင်အင်မတန်ပါဇက်တရမ်းနဲ့အစားကောင်းကြိုက်တဲ့တာနဲ့အခုစားရတဲ့အစားကိုကြည့်ရင်အပြူရှာကညာတွေ့ဆိုတာကြာနေတာပဲဒါတဲ့ မဟုတ်ရင်ရဲ့ယောက်ျားမမာတာဘလောက်ကြာပဲလေနမေကဘသူပါလဲဟုမေးလေဤကိုပါစောလို့ခေါ်ပါလေလဲတာอืม3လလောက်ရှိပါပြီဒါထက်ထမင်းတော်မရှိဘူးတင်းနေမှာမလားဟင်းကျွေးတာကျမအစင်သင့်ပြင်ထားတယ်ထမင်းတော်သူတို့လာမှချက်တန်လဲချက်မယ်လို့စိတ်ကူးပြီးတော့တင်းနေပါတယ်တင်းနေပါတယ်ပေါမုတ်ကလက်လက်ဆက်ဆက်ပဲနော်ဒီကနေ့ပဲကျမလည်းရန်ကုန်ကဗတ်စကားကြုံတာနဲ့ပြန်လာလို့ဝဲခဲ့တာ အခုသူတို့မလာတာနဲ့ရှင်ရောက်တာနဲ့အခန့်တည်းမယ်။နတ်ဖြန်ကမှလာကြမယ်ချင်ပါရဲ့။နတ်ဖြန်တော့မလာနိုင်ကြဘူး။ចောင်းဖွင့်ပြီလေ။ចောင်းเสียမှာပါ။ဩဒီလိုဖြင့်ကျုပ်ကုတို့ပေါ့။ခုပြောပြီး၎င်း၏ယောက်ျားကိုပါစောဆိုသူကိုတွေးကာတနာတလူဖြစ်၍နေလေ၏။စိတ်ငြိမ်တဲ့နေရာပဲ။လူမမာတော့အင်မတန်အားငယ်ရှားလိမ့်မယ်။နှစ်ယောက်သေးပဲလား။အခုတော့နှစ်ယောက်သေးပါပဲ။ ခိုင်းတဲ့တငယ်ကလေးနဲ့တငယ်မလေးကရွာပြန်သွားကြတယ်။ဒါထက်ရှင်ဒီခုပြစ်မှာအိမ်မှာဖြစ်မယ်။ရှင်ကားကိုလည်းစောင့်ရင်ပေါ့။ခုပြောရင်နေရာကိုပြင်လေ၏။မကြမီဘာထွန်းအတွက်အိမ်ယာမှာ အပြူလေးများအိမ်ယာလိုလုံးစွာတန်ရှင်းလှပသည်ကိုတွေ့ရှိရလေပြီ။အိမ်ယာမှာဝန်းမွေရာပပပြော့ပြော့ကလေးဖြစ်ရာအောက်၌ဖျောင်းမဆိုးတစ်ထက်ကော်စိုးတစ်ထက်ကို တွေ့ရှိရလေ၏။အိမ်ရခင်မှာ ဖြူစင်၍ဇာနာတတ်ထားသည့်ပြင် ဝင့်ကြိုင်သောပေါန္နာနံ့ကိုရလျာဘာထွန်းကဧည့်သည်များအထွတ်အထင်ထားတဲ့အိယာထင်ပါရဲ့ဟုမေးလေ၏ဟုတ်ပါတယ်အခုတော့ရှင်းဖို့လိုကြနေတာပဲဟုပြုံး၍ပြောလေ၏နှစ်ယောက်သားထိုင်လျက်အတန်ကြာစွာစကားပြော၍နေကြပြီးနောက်မင်းမပြူသည်အိမ်ပေါ်သို့တက်၍သွားလေ၏ဘာထွန်းသည်မွေးကြိုင်သောအိယာပေါ်၌လဲကထွေရများစွာတို့ကိုတွေးလာ၏လူမဟုတ်ပါမလားကြက်အိမ်ကိုများရောက်နေသလား ဒီမိမ့်မပြူဟာလူသားစားချက်များဖြစ်ရင်ငါ့ကိုစားတော့မှာပဲလူပါပဲထင်ပါရဲ့လေอืมဥစ္စာဆောင်များလားဥစ္စာဆောင်ဒီလူချောချောလတ်လတ်ကလေးနဲ့မိတ်ဆွေဖြစ်ရရင်ကော်တာပဲစသဖြင့်တွေးပြီးဟေတုပစ္စယောအာရမဏပစ္စယောစသည်ဖြင့်ရွရွနေလေ၏မတော်တဆကြက်ဖြစ်လျင်ဒီကားရာကိုရွချင်းဖြင့်ပျောက်စီနိုင်ကြောင်းကြားဘူးလေသည် ထို့သူอยู่ရင်ကြက်ဖြစ်လျင်ဒီကားရာကိုရွသည့်အခါ အဆောက်အုံရောဘာရောအကုန်ပျက်စီးပျောက်ကွယ်ရသည်ဟုကြားရဘူးသည့်အတိုင်းပျောက်များပျောက်လေမလားပျောက်လင်လေမိမိမှာတင်းကျိုင်းတုတ်တန်တစ်ခုခုပေါ်၌အိတ်လျက်သားနေရမှာပဲစသည်ဖြင့်တွေးတော့ကအိမ်နိုင်များကိုတိချစွာ ကြည့်လေလျင်အိမ်နိုင်များမှာလှုပ်ရှားရင်းထူးလှုပ်ရှားရင်းရံရန်ကတတိုင်းမှနှစ်တိုင်းဖြစ်ပြီးပျောက်တော်မလို့ဖြစ်လာ၏မျိုးလုံးများကိုလက်နဲ့ပုတ်ခါတိချစွာ သတိနှင့်ကြည်ကာမှမပျောက်ဘဲနေသည်ကိုတွေ့ရလျင် ကြက်တော့မဟုတ်ပါဘူးဥစ္စာဆောင်ဖြစ်လိမ့်မယ်ထင်ပါရဲ့ဥစ္စာဆောင်ဖြစ်ရင်ငါအိတ်တဲ့အခါအပားနာလာရွေးများအိတ်လီမလားငါဝိညာဉ်ကိုနှုတ်ပြီးဥစ္စာဆောင်အလုတ်ခိုင်းလီမလားဥစ္စာဆောင်ဇော်ကြီးများဟာလူမိုင်များနဲ့တွေ့တတ်တယ်ပြောတာပဲငါလိုဟန်ဟန်ပမာလူမျိုးနဲ့တွေ့ယူမရှိပါကလားဟုတွေးပြန်လေ၏တို့အခိုက်တွင်အင်္ဂလိပ်စီးနှံများလိုလိုအနံ့ရလျာဧကန်နတစီပဲမကြာမီကတည်တာမှုစီးနှံပေးတာပဲ ။အော်သူ့ယောက်ျားလူမမာဆိုပါကလားလေ။စေးတွေဝါးနေရှိမှာပေါ့။အင်္ဂလိပ်စီးနံပဲ။သူတို့နေပုံစားပုံကဘူဆံပုံရတာပဲ။စသဖြင့်အမျိုးမျိုးတွေးလေ၏။ဤသို့တွေးရင်မိကနေအိပ်ပျော်၍သွားသလိုဖြစ်ပြီးလန့်၍နိုးလေ၏။ကြည့်လိုက်ရာတချံလုံးလင်းထိန်ပြီးလေးတန်လူလူကြားရလေ၏။ဘာများဖြစ်ပါလဲ။တစီ၆ဒါလာတရေမီလာငါနေရာဟာတင်းញိုင်းကုန်ဖြစ်နေပလားဟုတ် တေချာစွာကြည်လျာနောက်ဖေးမပြောပင်များ၏အရွက်ကြီးသည်မီးအောင်တွင်လှုပ်ရှား၍နေကြသည်ကိုမြင်ရလေ၏ဟေးကောက်ရိုးပုံမီးလောင်နေတာပါကလားဟိုက်အိမ်내ကက်လို့ဟေးကူတော့မှာပဲကူပြီကူပြီဟဲဒုက္ခပဲမီးမီးမီးဟုအော်ခိုက်တွင်အိမ်နောက်ဖေးထရံများ၌မီးကူသောအတန်နှင့်အယောင်ကိုကြားရမြင်ရလေ၏မီးပြိုမီးမီး ဤသို့អော်ရင်លុមមាကိုတတိယတစ်ဖြင့်ဟင်ဒုက္ခပါပဲတွက်ချပါရတဲ့ပြီးနိုင်မှာမဟုတ်ဘူးဟုအောင်မေလီရဲ့အိမ်ပေါ်သို့ပြေးတက်လျာသပင်ဖို့ရဖားရနဲ့တရေတ္တာဤတစ်ခုကိုဆွဲလျက်ပြေးဆင်း၍လာသောမင်းမပြူကိုလှေကားပေါ်တွင်ရင်ဆိုင်တွေ့လေသည်ဆင်းဆင်းမင်းယောက်ျားတော့မပူနဲ့ဟုပြောပြီးအိမ်ပေါ်ပြေး၍တက်လေ၏မင်းမပြူကကိစ္စမရှိဘူးမတက်နဲ့မိဒီအကုန်ဆွဲနေပြီရှင်မတက်နဲ့ဟုပြောကား ဘာထွန်းဤလက်ကိုဇွဲလေ၏မင်းယောက်ျားမင်းယောက်ျားတွက်ချပါတာအိုးကိစ္စမရှိပါဘူးစင်းမစင်းမရှင်းမတက်နဲ့မင်းအောင်မင်းအောင်အိုးဒီကောင်မဟာဘဲနဲ့ကောင်မလဲလင်းတယောက်လုံးကိုပြစ်ပြီးတော့ဟုပြောကအတင်းယုံ၍တက်မီပြုတ်လျာမိမပြုံကမိမပြူကတစုံတရာကိုပြောရင်းဘာထုံးကိုအတင်းဆွဲလေ၏ဘာထုံးသည်ပြောသောစကားကိုဘာထုံးသည်ပြောသောစကားများကိုမကြားရဘဲပြေးတက်ရာအိမ်ပေါ်သို့ရောက်လေ၏ မိသံလေသံတို့မှာတဟုံးဟုံးမီလီရဲ့အခြားဘာသံမှမကြားရခြင်းမိမပြိုကအော်မိမပြိုကအော်၍ခေါ်လျက်ပါနေလေ၏မိတော်မိနေများသည်ဘာထုံးကို တကားဝါမှ စီး၍တွန်းလံမောင်းချကာမတက်နှင်းဟုနှင်သလိုလှုပ်လေ၏မိမပြိုသည် တက်လာ၍ဘာထုံး၏လုံကြီးကိုဆွဲထားလေ၏ဘာထုံးသည် လုံကြီးမပြုတ်အောင်ပြန်၍ဆွဲရင်း၎င်းကိုလှဲ့ကဒေါသနှင့် ဒီကောင်းမဟာဘယ်နဲ့ကောင်းမလဲတဲ့ရုပ်မာတဲ့ကောင်းမပါလားလူမမလင်းကိုမပောင်းရင်လို့တမင်တီချောင်းကြံတဲ့ကောင်းမနင်းသွားငါ့ကိုလွတ်ခုပြောပြီးအတင်းယုံကမိတဲ့သူ့တိုးဝင်၍သွားလျာမိမပြူသည်လှေကား၌ရက်ကရင်ကိုထုလျက်အမလီလာကြပါဦးမိတဲ့ပါပါပြီသိပါပြီစသည်ဖြင့်အော်ဟစ်၍နေလေ၏ထိုအခိုက်တွင်လှေကားပြုတ်၍ကြာလေသည်မိမပြူမှာဆွေကနေခုံ၍ မျက်ပေါ်၌သရေအိတ်ကိုကိုင်လျက်ဒူးထောက်၍ကြာလေ၏ကြာတော့လေနာယာမမ်းမသိအော်ဟစ်ခါသာနေ၏တမနစ်အတွင်ဘာထွန်းသည် တစုံတရာကိုပွေ့ချီကမိထဲမှခုံ၍ထွက်လာပြီးလျင်မျက်ပေါ်၌တစောင်းကြာလေ၏မင်းမပြူသည်ပြေး၍ဆွဲထူလေသည်ဘာထွန်းလည်းမိမိပွေ့ချီ၍လာသောအရာကိုကြည့်ကနာများသွားလားဟုပြောလေ၏တိကျစွာကြည့်သောအခါ ွေ့ရအဟောင်းတစ်ခုကိုစောင်းဖြူနဲ့ထုတ်ပတ်ထားသောအထုတ်ကြီးဖြစ်သည်ကိုမြင်လျာအင်းအားသည်လျက်ရင်ဘက်ကိုတီးပြီးအဲ့ဒါမှခတ်တာပဲပြန်တော့မတက်နိုင်တော့ဘူးမင်းယောက်ျားရဲ့လို့အောင်းမေးပြီးပွေလာတာဘယ်နဲ့လောက်ကြမှာတော့စသည်ဖြင့်ထိတ်လန့်ကြပြောလေ၏မင်းမပြူသည်က၎င်း၏စကားများကိုတတိမထားရှင့်မှာမီးမလာမှုလားဘယ်များနာသွားလိမ့်လဲ လာလာလာပူလာပြီဟုပြောပြီးမီးလောင်ရည်နေသောအိမ်သားမှဆွဲခေါ်လေသည်ဘာထွန်းဒီက၎င်း၏မျက်နှာကိုကြည့်ရာဘဲနဲ့လေနင့်လင်သေးပြီနင့်ဘဲလူကောင်းမှလဲတော်တော်တော်နင့်ရုပ်မာတဲ့ကောင်မှငါနာမကက်နဲ့လင်းအတွက်တော့မပူဝဲနဲ့ဟုပြောကမောင်းနေတွန်းဖယ်၍ပြစ်လေ၏ထိုအခိုက်တွင်လူတွေရောက်၍လာကြလေသည်မဟုတ်ပါဘူးရှင်ကျမယောက်ျားမရှိပါဘူးကျမရှင့်ကိုအလကားပြောတာဟမ် ဘာဖြစ်လို့လာ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 ကျမပြောမယ်လာ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 ကျမနောက်မှာပြောမယ်ဘယ်မှာမီးလောင်သွားသေးလဲဟုပြောပြီးခေါ်၍သွားလေသည်ရောက်လာသူများသည်ကားကိုမီးနှင့်ဝေးအောင် တခြားသို့တွန်းပို့ကြပြီးမီးကိုမတက်နိုင်ပဲကြည်၍သာနေကြရလေ၏ရေကိုလွယ်ကူစွာမရသဖြင့်တစုံတရာမတက်နိုင်ပဲနေကြရလေသည်မိမပြူသည်ကဘာထွင်းဤကိုကိုဆွဆေးကြည့်ရာ ခြေများလက်များမှာမီးလောင်ရာတွေ့သဖြင့်တရေတစ်တာကို ဖွင့်ပြီးဇေဝကရိယာအစုံနဲ့အလွန်တရာကျွန်လဲစွာအလွန်တရာကျင်လဲစွာစီးများထဲကပတိများစီးပတ်၍ပေးရင်ကျမကဇေယဝင်မဟိုဘက်ခြံကြီးတဲမှာလူမမမိမကြီးတယောက်ကိုလာပြီး ကုပေးနေတာဒီခြံနဲ့အိမ်ကကျမဝယ်တာမကြသေးပါဘူးအခါတိုင်းတော့လူမမကိုကြည့်ပြီးရင်ကျမတငယ်ချင်းဇေယဝင်မတယောက်ကားနဲ့ရောက်လာတာပဲ ကျမတငယ်ချင်းဆရာဝန်မတယောက်ကကားနဲ့ရောက်လာတာပဲဒီတစ်ခါတော့ဘာဖြစ်လို့မပေါ်လာလဲမသိပါဘူးဒါနဲ့သူ့ကိုမျှော်ရင်းရှင်ရောက်လာတာပဲကျမတယောက်တည်းနေတယ်လို့မပြောချင်လို့ကျမယောက်ျားနဲ့လို့လိန်ပြောတာပါအခုကျုံးရဲ့ကပြောလေဤလူတွေကအိမ်ကိုသာဂိူးဆာ၍နေကြလေရာ၎င်းတို့နှစ်ယောက်မှာမပြောပင်များအခြား၌လွတ်လပ်စွာရှိကြလေသည်အမလီအခုမှအလုံးကြီးကြာသွားတော့တာပဲအင်မတန်ချောတဲ့မိန်းကလေး ုက္ခရာကြီးနဲ့နေရရှာတကားလို့တွေးပြီးတနာရင် သူ့ယောက်ျားများသိရင်ငါတော့လို့မချစ်မရဲမခံချင်မခံတာဖြစ်နေလို့အိတ်တောင်မအိတ်နိုင်ဘူးလို့ပြောလေရှင်ဟာ तू ကတတိရှိတဲ့ယောက်ျားပဲဒီလိုယောက်ျားမျိုးကရှားပါတယ်ခုပြုံးဆဆနဲ့ပြောရင် စီကရိယာများကိုတည်ရတ္ထာ၌ထဲ့၍နေလေဤရှားပေမဲ့မရှားရပါဘူးဗျာဒါပေတိတော့ဝင်လို့မှု အဖတ်မတန်ထင်မှာဇိုးရတာပဲ ဟုဘာထွန်းကပြန်၍ပြောလေ၏ဒီလိုယောက်ျားမျိုးဟာအဖိုးတန်မှုအတွက်ဝင့်လုံဖြစ်ဖို့မလိုပါဘူးယောက်ျားမှန်လေအဖတ်တန်ပါလေယောက်ျားမမှန်သူတွေကများနေလို့ကျမယောက်ျားမอยู่ပဲနေခဲ့တာပါအခုရောတွေ့ပလားဟုဘာထွန်းကမေးလေ၏မင်းမပြိုလေသည်ခေါင်းကလေးကိုငုံရင်းတွေ့ပါပြီရှင်တွေ့ပါပြီဟု ကြည်သာစွာပြန်၍ပြောလေသည် ပြီးမိုးနေဝိတ္ထုလေးကတော့ဒီမှာပဲဆုံးသက်ပါတယ်ခင်ဗျာနားဆင်သူအားလုံးကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ